မင်္ဂလာပါရှင်။ရှမ်းအေကူမီဒီယာကကြိုဆိုပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မြို့တော်ခမ်းမမှာ38ကျိမ်းမြောက်အတိပြည်ဆိုင်ရာမူရည်စင်းဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေအထင်အမှတ်အနေနဲ့မူရည်စင်းဝါနှင့်ပတ်သက်တဲ့အတိပညာပေးပြခန်းများကို26ရက်6လ2025မှ2ရက်9လ2025ထိ9ရက်တိုင်တိုင်ခင်းကျင်းပြသလျက်ရှိပါတယ်။ပြခန်းများကို နေစဉ်မိဘပြည်သူများအစိမ့်မြင့်ပညာဦးစီးဌာနမှကျောင်းသားကျောင်း င်းသူများအခြေခံပညာဦးစီးဌာနမှចောင်းသားចောင်းသူများမှနေ့စဉ်လာရောက်လည်လာနေရရှိပါတယ်။ပြကန်းများကို လာရောက်လည်လာကြသူများဤစကားသံများကိုယခုလိုမေးမြန်းထားပါတယ်။အာကျွန်တော်ကတော့တောင်ကြီးတက္ကသိုလ်ပထဝီဝင်နဲ့ဗဟုဉာဏ်ဆိုင်ရာလေ့လာကျင့်ပညာဌာနအဲတတိယနှစ်ကျောင်းသားမောင်တန်းရုံတွင်ဖြစ်ပါတယ်ခင်ဗျာ။ကျွန်မကတော့တောင်ကြီးတက္ကသိုလ်ဓာတုဗေဒဌာနမမှုတတွေဝင်နောက်ဆုံးနှစ် H2 ဖြစ်ပါတယ်။ ဒီမူရစေဝါကဆိုလို့ရှိရင်တော့ကျွန်တော်တို့လူငယ်တွေကြားထဲမှာအများပြအသုံးပြုနေတဲ့အားတွေတွေ့ရပါတယ်အထူးသဖြင့်ဒီကျွန်တော်တို့အပျော်ပါသွားတဲ့အခါမျိုးတွေကျွန်တော်တို့ဒီတငယ်ချင်းအချင်းချင်းတွေမိတ်ဖွဲ့တဲ့အခါမျိုးတွေအာတချို့ကဆိုလို့ရှိရင်တော့ကျွန်တော်တို့စာကြည့်နိုင်ဖို့အတွက်ဆိုပြီးအာခွန်အားဖြစ်စေတဲ့အရာတစ်ခုအနေနဲ့အသုံးပြုကြပါတယ်လူငယ်တွေအများသောအားဖြင့်အသုံးငွေစေဘာအသုံးပြုကြတယ်ဆိုတော့အဓိကအပြင်အသိပညာဒီငွေစေဘာနဲ့ပတ်သက်တဲ့အသိပညာနည်းမှုကြောင့်လို့ထင်ပါတယ်အာဒီကျွန်တော်တို့တငယ်ချင်းအပေါင်းအသင်းတွေကြားထဲမှာငွေစေအသုံးဆက် ငူအဲသုံးဆဲတဲ့သူနဲ့အတူတူပေါင်းမိကြပြီဆိုလို့ရှိရင်တို့ကတိုက်တွန်းလေးရှိပါတယ်ဒီမူရစေပါကိုသုံးသဲဖို့အတွက်အာတို့ကဒီမင်းဒီဟာကိုအသုံးပြုမှခင်မိတယ်လို့လို့တို့ဒီဟာကိုအသုံးပြုမှသာလျင်လူရောင်ဝင်တယ်လို့လို့ပုံစံမျိုးပြောကြပြီးတော့မူရစေပါနုံနဲ့ကိုဆွဲထည့်လေးရှိကြပါတယ်အာဒီလိုဆိုတော့ဒီအဓိကအဖြစ်လိုအပ်တာကဒီမူရစေဝအသိပညာကိုသိရှိဖို့လိုအပ်မယ်။ဒီမူရစေဝနဲ့ ပတ်သက်တဲ့အန်ဒီရီတွေတည်ပြီးရင်ဘယ်လိုခြောင်ချရမယ်ဆိုတော့လည်းသိရှိဖို့လိုအပ်မယ်လို့ထင်ပါတယ်။အာမူရစ်စေဘာကင်းစင်နဲ့အာပတ်ဝန်းကျင်တစ်ခုရရှိဖို့ဆိုလို့အတွက်ရှိရင်တော့ကျွန်တော်တို့ဒီဒုပတ်ဝန်းကျင်မှာဒီမူရစ်စေဘာအသိပညာနဲ့ပတ်သက်တဲ့ဟာတွေကိုအများစွာအာတရင်အသိပညာတွေပို့ချပေးဖို့လိုအပ်မယ်။ကျွန်တော်တို့ကိုယ်တိုင်ကလည်းမူရစ်စေဘာအန်ဒီရီကိုကြိုတင်သိရှိပြီးတော့ခြောင်ချနိုင်ရမယ်။အဲ့ဒီအပြင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုလည်းကျွန်တော်တို့ကိုယ်တိုင်ကမူရစ်စေဘာရဲ့စိုးကျိုးတွေကို အာပြောပြရမယ်သတင်းပေးရမယ်ဒီမူရစေဝါနဲ့ပတ်သက်တဲ့စိုးကျိုးတွေကိုလည်းသိရှိအောင်နားလည်အောင်ပတ်ဝန်းကျင်ပြောကြားပေးဖို့လိုအပ်ပါမယ်အခုလိုမျိုးဒီလိုမူရစေဝါပြခန်းတွေကိုလေ့လာလေ့လာရတဲ့အတွက်အဲဒီမူရစေဝါရဲ့စိုးကျိုးတွေကိုလည်းသိလာရတယ်အဲဒီမူရမူရစေဝါတွေကိုဘယ်လိုခြောင်ခြားမယ်ဆိုတာကိုလည်းသိရှိလာစေတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်တို့ကတော့တောင်ကြီးတက္ကသိုလ်ရုပ်ခဗေဒဌာနနောက်ဆုံးနှစ်ကျောင်းသူကျောင်းသားတွေဖြစ်ပါတယ်ခင်ဗျ ကျွန်တော်နာမည်ကတော့မအောင်ပြည့်စုံလို့ခေါ်ပါတယ်ခင်ဗျာကျွန်မနာမည်ကတော့မက်နေဝင်းအောင်ဖြစ်ပါရဲ့ခေတ်လူငယ်တွေအားဆိုပြီးမူရစီဝါကိုတို့ရဲ့စူးစမ်းလူစိတ်တွေကြောင့်ဒါမှမဟုတ်ရင်လည်းတို့ရဲ့အပေါင်းအသင်းတွေကြောင့်ပေါ့ပတ်ဝန်းကျင်အခြေအနေမျိုးစုံနဲ့တို့ရဲ့စိတ်ခံစားမှုတွေကြောင့်မူရစီဝါကိုအသုံးဖြစ်တဲ့သုံးလများတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ခင်ဗျာကြာခံအောင်ပထမဆုံးချင်းလာရောက်အမျိုးပေါ့လေးလာတဲ့အခါမှာတော့ဒီဟိုနိုင်ငံတော်ကနေဝိထကြတော့ဒီမူရစီဝါ အတွက်အမျိုးလှုပ်ဆောင်ချက်တွေကိုလည်းတွေ့ရရပေါ့ကျွန်တော်ဒီမူရစီပါနဲ့ပတ်သက်တဲ့ဘဝတူတာတွေ ਆ ပေါ့နော်ဒီလိုကြာခံနေစာအုပ်စာပေတန်းတွေလက်တွေ့ကြာခံနေမှာဆိုရင်တော့လက်တွေ့ပို့ပြီးတော့သိရတယ်လို့ကျွန်တော်တို့အထင်ပါဒါကြောင့်မို့ဒီလိုလက်တွေ့ပြခံနေကိုပို့ပြီးတော့များများလေးရှိသေးခြင်းပါတယ် အခုခင်မှာခါကြတော့ယောက်ျားလေးတွေဒါမကောက်ဘောမင်းကလေးတွေကလည်းဒီမူရစ်ဆွေးဝါးကိုတုံးဆွဲလာကြရပေါ့နော်ဒီမူရစ်ဆွေးဝါးကိုတုံးဆွဲမှသူတို့တွေကခင်မိတယ်လို့ထင်ကြတာဒါတော့မဟုတ်ဘောနော်အဲမူရစ်ဆွေးဝါးကုကုကိုအမျိုးပြက်စီနိုင်တယ်ဆိုတာမကောက်ဘောနော်ဒီလိုပြခန်းတွေကိုကျွန်တော်တို့တောင်ကြီးတက္ကသိုလ်တွေမကောက်ဘောနော်အခြေခံပညာကျောင်းတွေအဲအခြေခံပညာကျောင်းတွေရောတခြားတက္ကသိုလ်တွေကပါတစ်ဆင့်အပြင်တွင်တွေရောအကုန်လုံးလာရောက်ပြီးလေ့လာဖို့အတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျအားလုံးပဲမိင်္ဂလာပါကျွန်တော်ကတော့အထက်ကပတ်သက်ခွားကြောင့်ဂရိတန်အေးမှာပညာသင်ကြားနေတဲ့မောင်ခွန်ဆက်ခွန်ပဲဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အထက်ကပန်သက်ခွာ Great Ten Erie ပညာသင်ကြားနေတဲ့မတ်သီရွှေရည်လင်းပဲဖြစ်ပါရရှင်ကျွန်မတို့ဒီမွေးစေဝါပြကန်းနီကိုလေ့လာတဲ့အတွက်ကြောင့်မွေးစေဝါရဲ့မှာစိုးကျိုးတွေတွေကိုသိရှိလာနိုင်ပါရရှင်ကျွန်မတို့ဒီမွေးစေဝါကိုမတုံ့ဆဲဖို့တားမြစ်ခြင်းတွေကိုလည်းလေ့လာသိရှိနိုင်ပါရရှင် ကျွန်တော်တို့ဒီပြာခန်းတွေကိုဆက်လက်လေ့လာရတဲ့အတွက်ကြောင့်မွေးရစီဝါနဲ့ပတ်သက်တဲ့ဘဝသူတာတွေကိုလည်းပုံမှန်သိရှိလာနိုင်ပါတယ်ရှင်။ဟုတ်အခုမွေးရစီဝါတွေကအာလူထားအသက်မကောင်းဘူးသူတစ်ဖြစ်ကတော့ចောင်းသားចောင်းသူတွေပေါ့ကျွန်တော်တို့အရွယ်ဆိုရင်မွေးရစီဝါကိုလုံးဝမသုံးစဲသင့်ဘူးအဲ့ဒါတွေကလူတွေကိုထုံထိုင်းစေတယ်မငယ်မငယ်အောင်လည်းညော့နေစေရဗျ။ ီလိုပြကန်းတွေကကျမတို့အကြောင်းသူအကြောင်းသားတွေအတွက်ပို့ပြီးတော့အကျိုးရှိပါတယ်ရှင်။အဲ့ဒါကြောင့်ဒီလိုပြကန်းတွေကိုဆက်လက်ပြီးတော့မှပြုလုပ်ပေးစီခြင်းပါတယ်ရှင်။ကျွန်တော်တို့ကမွေးစီဝါနဲ့ပတ်သက်တဲ့အသိပညာတွေကိုစမ်းစာသင်ခန်းထဲမှာရှင်းစာအုပ်တွေမှာ ဖက်လဲဖက်ဖူးတယ်တင်လဲတင်ဖူးတယ်ပြီးတော့ TBD ဖုံးမျက်နှာပြင်ပြပါလဲခဏခဏမြင်ဖို့ပါတယ်ဒါပေမဲ့ဒီလိုကိုတဲလက်တိကိုတဲလက်တိလာလိရရတဲ့အတွေ့အကြောင်းမလို့ပို့ပြီးတော့ကျွန်တော်တို့အကျိုးတက်ရောက်ပါတယ်ဟောဒီလိုမြင့်စေဝါပြတ်ခန်းနေကကျွန်တော်တို့ចောင်းသားလူငယ်တွေတမကအပြားလူငယ်တွေပါအကျိုးရှိပါတယ်အဲဒါကြောင့်ကျွန်တော်တို့ចောင်းသားလူငယ်တွေကိုဖိတ်ခေါ်ရင်တမကကိုအပြားလူငယ်တွေကိုလည်းလာရောက်လိလာဖို့ဖိတ်ခေါ်ရှင်ပါတယ်ဗျဟုတ်မင်္ဂလာပါတမီးရောတောင်ကြီးမျိုးအထက်က71အဲဒါတတမဒါမှာပြညာကျင်ကြားနေရမိတ်ခတ်တော်မှာဖြစ်ပါရဲ့ရှင့်တမီးရောတောင်ကြီးအထက်က71 ပထမတည်းမှာပညာသင်ကြားနေတဲ့နော်လိုဘဖွဲ့ဖြစ်ပါရဲ့ရှင်။ဟုတ်ဒီတနည်းမှာခါကြတော့ညီမက၃ကြိမ်မြောက်ရှိပြီပေါ့နော်၃ကြိမ်မြောက်ရှိဆိုအရင်တည်းနဲ့စာရင်ဒီအခုတစ်ခေါက်မှဆိုမူစီဝါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအဲစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့အကုန်ចောင်းသားရဲ့အတွက်ဘူးတိုက်ရရှိရတဲ့အကြောင်းအရာတွေပို့ပြီးတော့ပြည့်စုံလာရဲပေါ့နော်အဲတမီးတို့ចောင်းသားလူငယ်တွေကဘယ်လိုပြောမလဲမူရစ်စေဝါ အဲဆွဲသွားမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကတော့ပညာရေးဖက်ကိုထိခိုက်မှာဖြစ်ပါတယ်။ဒါကြောင့်လို့ရှိရင်ပြင်ပပတ်ဝန်းကျင်တွေလူတွေရဲ့ကြည့်ရချင်းကိုခံရမှာပါ။အဲအယားမိသားစုတွေနဲ့လည်းအဆင်ပြေအဆင်မပြေမှုတွေပြကြလို့ရှိရင်ပတ်ဝန်းကျင်ကလူတွေရဲ့ကြည့်ရချင်းချောက်မှုတွေကိုလည်းခံရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့သမီးတို့ရဲ့ပညာရေးတက်လှမ်းအတွက်အနာဂတ်တက်လှမ်းအတွက်ပျက်စီးသွားမှာပေါ့နော်။သမီးတို့ဘဝအနာဂတ်တက်လှမ်းတွေကပျက်စီးသွားတာဖြစ်ပါတယ်။မြို့ရေးဆေးဝါးကင်းစင်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်အဲ အသိပညာပေးပြခန်းတွေဟောပြောပွဲတွေပြိုင်ပွဲတွေကိုများများပြုလုပ်ပေးသင့်ပါတယ် ကိုကိုတိုင်အနေနဲ့ကလည်းမူးရစေဝါရဲ့စူးကျိုးကိုတိထားပြီးတော့မှရှောင်ကျင်ရမယ်ပြီးကိုဘက်ဝင်ချင်းမှာရှဲလူတွေကိုလည်းမျှဝေပေးရပါမယ်အာဒီမူးရစေဝါပြခံနေရသမီးတို့ရဲ့ចောင်းသားចောင်းသူလူငယ်တွေရာမကပြင်ပလူငယ်တွေတွေ့ပါညာစွာအကျိုးရှိရဲ့အနေအထားဖြစ်ပါရဲ့ဒါကြောင့်မို့ဒီမူးရစေဝါပြခံနေကိုចောင်းသားចောင်းသူတွေရာမကပြင်ပလူငယ်တွေပါလာရောက်လေးလာဖို့အတွက်ဖိတ်ခေါ်ရပါတယ်နိုင်နိုင်ငံတော်ကနေပြီးတော့မှသမီးတို့အချင်းကုန်ခန်းငွေကုန်ခန်းပြီးတော့မှမူးရစေဝါပြခံလေးပြုလုပ်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အမ်ဒီလိုပြခံလေးပြုလုပ်ပေးရတဲ့ကြောင့်မို့သမီးတို့ ကြောင်သားလူငယ်တွေအတွက်ဘုခုတသားနဲ့အကျိုးကျေးဇူးများစွာရရှိစေပါရစေ။နောက်လည်းဒီလိုပြခင်မျိုးပြုလုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါရဲ့ရှင်။လူငယ်လူရွယ်များမွေးရစေဝါနှင့်ပတ်သက်တဲ့အသိပညာဗဟုသုတများပုံမူတိုးပွားလာစေရန်အတွက်ယခုပြကန်းများကိုနှစ်စဉ်ကျင်းပပြီးလျက်ရှိပါသည်ယခုလိုပြကန်းများ ပြသပေးခြင်းဖြင့်လူငယ်လူရွယ်များဟာ ၊မွေးရည်ဆေးဝါးနှင့်ပတ်သက်တဲ့အသိပညာများပုံမူတိုးဝါးသမည်ဖြစ်ပြီးမွေးရည်ဆေးဝါးများအနေအထားများကိုကြိုတင်ရှောက်ရှားနိုင်မည်ဖြစ်ကြောင်းသိရပါသည်။